ကျေးဇူးအပ်နေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့ကျာသာပတိနေ့တနေ့တာကာလအတွင်းလက်နေရက်ကမြောက်ရက်စန်တီယာရက်ကမြောက်ရက်ရံပေါ်ရရက်ကတောင်ရက်ဖြစ်တယ်မူလဆန်းရှင်ရက်ကအနုရာဒရက်ဖြစ်တယ် တနေ့ငနေကျော်ဒိဋ္ဌာယာဒီမှာတည်ရှိတဲ့တနေ့လာကျော်ဒီနေ့ကျူရတရားနေဒိဋ္ဌာယာဒီကိုပို့ပြောင်းပြီးတော့ဒိဋ္ဌာမှာတည်ရှိတယ်။သင်္ကန်ကျော်လည်းဒိဋ္ဌာယာဒီမှာတည်ရှိတယ်။ဗုဒ္ဓကျော်လည်းဒိဋ္ဌာယာဒီမှာတည်ရှိတယ်။ဗုဒ္ဓကျော်နောက်ပြန်သွားနေတာပေါ့။အဲတော့တနေ့ငနေကျော်တနေ့လာကျော်အင်္ကန်ကျော်ဗုဒ္ဓကျော်ဒိဋ္ဌာယာဒီမှာရှိပြီးတော့ဗုဒ္ဓကနောက်ပြန်သွားတယ်။ဇာသပတိကျော်လည်းနောက်ပြန်သွားပြီးကရတ္တယာဒီမှာတည်ရှိနေတယ်။ တောကြကျိုးကတူရဒီမှာရှိတယ်။စနေကျိုးကမေရဒီမှာနောက်ပြန်သွားပြီးတည်ရှိတယ်။ရောက်ကျိုးကကုံရဒီကဲကျိုးကတေရဒီမှာအစည်းဒီတည်ရှိကြတယ်။မေတ္တာရဒီဘွားတွေမှာကောင်းသောကံပြောင်းလဲနေတွေ့တယ်မှုရှိမယ်။ရှင်ပြန်မှုအောင်မြင်မယ်ဘဝတွေ့တယ်မယ်။ကျေးဇာရသည်ဘွားနေမှာဒီနေ့ဆုံးဖြတ်ပြီးလုပ်တဲ့တော်မှာပဲပေါ်လာတဲ့ခွေရလက်ခတ်ခုဒီချက်ပြောင်းလိုက်ရင်လည်းစင်ပြေသွားမယ်။မေတော်ရသည်ဘွားနေမှာလုံးစပြတ်ခဲ့မယ် ခက်ပြီးရင်လည်းအောင်မြင်သွားမယ်အလွယ်တကူချောင်းမွေဖြစ်နေတော့အဆင်မပြေခက်မှအဆင်ပြေပဲနေမျိုးစားကရကရာဒီဘွားတွေအတွက်သူတစ်ပါးနဲ့မတူတဲ့ရှုတော့ဉာဏ်တွေလှုပ်ပြီးတော့ဘဝအဆင်တစ်ခုတိုးတက်သွားမယ်အပြောင်းလဲနဲ့တန်လန်းပေါ်မယ်တင်ရာဒီဘွားတွေအတွက်အနောက်ချက်တွေများတဲ့တိုက်ခတ်တွေများတဲ့လူယုံဒုက္ခပြည့်တတ်တဲ့တပတ်သူကြောင့်ကိုယ်ရွယ်ချက်နောက်နေတတ်တဲ့ကံရာဒီဘွားတွေမှာဆက်ပစ္စည်းတွေသတိထားခဲ့မတော်ဆက်ထိခဲ့မနေရှိတတ်တဲ့ ရဲစားမောက်နေမှုတတိတာဝေကျေးပေးယူကြဆိုင်အငယ်ဘွားစရာကြုံနိုင်တယ်။သူရာဒီဘွားတွေအတွက်ရာရာစင်ပြေသောကံနဲ့တွတ်တက်တဲ့ကံပွဲမဲ့လူရာပြည့်စုံမဲ့ဘောအတွတ်တက်မဲ့ရှင်မကျဲအောင်မြင်မဲ့ပြိဿရာဒီဘွားတွေမှာအပြိုင်စားလုံးကိုကျော်ပြီးတော့ဘဝအစစ်တခုတွတ်တက်ပြီးဘဝကံလုံလောက်ကံချမ်းစီရွယ်ချက်မှမပြအောင်မြင်မဲ့အဲဒီလိုရာဒီဘွားတွေမှာခီးကိစ္စစင်ပြေမဲ့ဥတီချက်ပြောင်းပြီးလုပ်တဲ့ကိစ္စစင်ပြေမဲ့အယဝေးအကောင်းသောတည်င်းစကားကိုကြုံမဲ့ မကာရယာတိဘာတွေမှာထူးခြားသောကံမြန်မာခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းရှင်မချအောင်မြင်ခြင်းနဲ့အနှစ်သာရရှိသောတိုးတက်မှုတွေရမယ်။ကောယာတိဘာတွေမှာတော့စေတနာဝေဒနာဖြစ်တတ်တဲ့တပတ်သူကြောင့်ကိုယ်ရွယ်ချက်တောင်းနေတတ်တဲ့တကယ်ချင်းမိတ်ဆွေအောင်များရဲ့ပြဿနာပြန်လေးဖြေရှင်းပေးရတဲ့တဲ့။မယာတိဘာတွေမှာတော့ပထမပင်းထုတ်ထားတဲ့ကိစ္စတစ်ခုရဲ့ကျိုးဆက်ကံကိုရမယ်။တပတ်သူတွေရဲ့ပြုတ်ချက်ကိုကိုယ်သိရှိလာနိုင်တယ်။ဝေကြီးကိစ္စတွေပြောဆိုမှုမှလည်းအောင်မြင်လာနိုင်တယ်။တတိယတော့ကာလတော်တွေမှာ အဖြူစိမ့်ပြီးလို့ရောင်တော့ကိုတော့ပြီးတော့အလို့ရှိရကိစ္စဆောင်ရွက်ပါ